အာကစားနဲ့လူငယ်ရေးရာဝန်ကြီးဌာနနဲ့ဟိုတယ်နဲ့ခီးသွန်းလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျန်ဖန်တော်တောင်ဟာစက်တင်ဘာလ30ရက်နေ့မှာမြေကြီးနားမြို့ပြည်နယ်ခမ်းမမှာကချင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နဲ့အတူကချင်ပြည်နယ်တွင်ရှိဟိုတယ်နဲ့ခီးသွန်းလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များမှတာဝန်ရှိသူများဟိုတယ်နဲ့တဲခိုရိတ်သားလုပ်ငန်းရှင်များနဲ့တွေ့ဆုံ၍ကချင်ပြည်နယ်ဟာတဘာဝအလှအပများရိုးရာရင်ကျေးမှုအမွေးနှစ်များပေါ်ကျွင်းဝပြီးတိုင်းရင်းသားမျိုးနွယ်စုများဖြင့်ပြည်တွင်းပြည်ပခီးသွန်းများအတွက်ဆွဲဆောင်မှုရှိသောခီးစဉ်ဒေသများခီး ွားဆွဲဆောင်ရနေရာများစွာပိုင်ဆိုင်ထားရှိတာကြောင့်အဆိုပါအရင်းမြစ်များကိုအသုံးချပြီးခရီးသွားလုပ်ငန်းများတိုးတက်အောင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်အဆိုရနှင့်ပုဂ္ဂလိကတို့ပူးပေါင်းဆောင်ရွက်မှုအကောင်းစွာဖြင့်ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်းခရီးသွားလုပ်ငန်းမှာဒေသခံအလှအဆုံကိုဝင်ငွေရစေပြီးဒေသခံများရဲ့လူမှုစီးပွားဘဝတိုးတက်ရေးကိုအထောက်အပံ့ဖြစ်စေကြောင်းပြောကြားခဲ့ပါသည် အရင်နောက်ပြည်내ဝန်ကြီးချုပ်ဦးခတ်ထိန်နှံကပြည်내အစွန်ရအဖွဲ့အနေနဲ့ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်တာများကိုပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီးလုပ်ငန်းရှင်များကလည်းဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့ပါသည်။အဒီနောလုပ်ငန်းရှင်များရဲ့တင်ပြချက်များအပေါ်ဟိုတယ်နှင့်ဒုတိယအမြင့်တန်းအတွင်းဝန်ကပြန်လည်ရှင်းလင်းဆွေးနွေးကပြည်ထောင်စုဝန်ကြီးနှင့်ပြည်내ဝန်ကြီးချုပ်တို့ကလိုအပ်တာများကိုပေါင်းစပ်ညီနိုင်ဖြည့်ရှင်းဆောင်ရွက်ပေးခဲ့ပါသည်။ ဒါအပြင်ပြည်ထောင်စုဝန်ကြီးဟာမြကြီးနာမျိုးရှိပြီးနဲ့အာကစားနယ်ကာယပညာဦးစီးဌာနအစီအဝေးခန့်မှမှာအာကစားဆပ်ကော်မတီအသီးသီးမှတာဝန်ရှိသူများပြည်내ခရိုင်မျိုးနယ်မြို့ရုံဝန်ထမ်းများနဲ့တွေ့ဆုံကပြည်내အတွင်အာကစားနီမျိုးစုံဖွံ့ဖြိုးတိုးတက်ရေးအာကစားယဉ်ကျေးမှုပြန့်နှံ့တိုးတက်ရေးအတွက်ကြိုးပမ်းဆောင်ရွက်ကြရန်ပြောကြားခဲ့ပါသည်။ ဒီနောက်အာကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများအားပညာသင်ထောက်ပံ့ခြင်းနှင့်စာရေးကိရိယာများနှင့်စာသားကုန်များပေးရပြီးယာယီနီရဲ့စွန့်ခွာဝန်ထမ်းများနှင့်မိသားစုဝင်များအားပေးရခဲ့ကြောင်းသိရှိရပါတယ်ရှင်။